အားလုံးပဲမင်္ဂလာပါဗျဇက်အနီလိုင်ဘရီမှာကြိုဆိုလိုက်ပါတယ်ကျွန်တော်အနေနဲ့တပတ်အတွင်းဖတ်မိတဲ့သတင်းတွေကိုကျွန်တော်တို့ပဲသတင်းကိုစိတ်ဝင်စားတဲ့သူတွေသတင်းကိုအချိန်ပေးပြီးတနည်းအားစီမဖတ်ရှုနိုင်သူတွေနဲ့သတင်းကိုခိုင်မာတိဆောက်လူသူတွေအတွက်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ဒီစီစဉ်မှာကတော့တပတ်အတွင်းဖတ်မိတဲ့သတင်းတွေကိုနိုင်ငံပါတာလူမျိုးအဖွဲ့အစည်းစတဲ့ဥတီရည်ရွယ်ချက်မျိုးတွေထားရှိခြင်းမပြုဘဲနဲ့ကိုလိုပဲသတင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက် ပြန်လည်မျှဝေပေးတဲ့အစီအစဉ်သာဖြစ်ပါတယ်ဗျ Sunny Weekly International News 2025မေလတတိယပတ်စိတ်ဝင်စားစရာနိုင်ငံတကာသတင်းများမျှဝေခြင်းဖြစ်ပါတယ်ဒီနေ့မျှဝေမယ့်အကြောင်းအရာမှာကတော့အကြောင်းအရာတွေအများကြီးမဟုတ်ဘဲနဲ့အဓိကပြီးခဲ့တဲ့အပတ်မှာစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေတဲက၃ခုကိုရွေးချယ်ပြီးတော့ဆက်ဆက်နေတဲ့အကြောင်းအရာတွေနဲ့မျှဝေသွားမှာဖြစ်ပါတယ်ပထမဆုံးကတော့ တက်ဆင်ထိုင်းကနေထွက်ပြေးရဲဆိုတဲ့သတင်းနဲ့ရင်းလက်အတွက်ကြီးမားတဲ့ငွေတန်းထိုင်းကာဝေးဝန်ကြီးပြောတဲ့အနာသိမ့်နိုင်ကြီးအဲ့နောက်မှာတော့လက်ထက်ခံဒီအစ္စရေးတန်ယုံဝန်ထမ်းဂျူးစုံတွေဝါရှင်တန်မှာတက်ခံရမှုနဲ့နိုင်ငံခေါင်းဆောင်တွေရဲ့သဘောထားတရားစွဲခံရပြီဖြစ်တဲ့တန်တရားရှိသူနောက်ဆုံးမှာကတော့မြောက်ကိုရီးယားရဲ့ပြတင်းမော့အစ်စ်တီနဲ့မတော်ဆဖြစ်ရပေါ်ခင်မြဲသဘောထားစီလှုပ်ရှားမှုတွေနဲ့အမေရိကန်ကိုပါတရီပေးခဲ့တဲ့မြောက်ကိုရီးယားစတဲ့အကြောင်းအရာတွေကိုစူးစီးမျှဝေပေးသွားမှာဖြစ်ပါတယ်ဗျ။ပထမဆုံးအနေနဲ့ကတော့ တက္ကစင်ထိုင်းကထွက်ပြေးတဲ့ဆိုတဲ့သတင်းရယ်ရင်လက်အတွက်ကြီးမားတဲ့ငွေတန်းချမှတ်ခံရတဲ့အကြောင်းအရာရင်းနဲ့ထိုင်းကာကွယ်ရေးဝန်ကြီးပြောတဲ့အာနာသိန်းနိုင်ကြီးဒီအကြောင်းကိုညွှန်ဝေမှာပါထိုင်းဝန်ကြီးချုပ်ဟောင်းလက်ရှိဝန်ကြီးချုပ်ပေတောင်တန်ရဲ့ဖခင် တက္ကစင်ဟာထိုင်းနိုင်ငံကနေထွက်ပြေးပြီဆိုတဲ့သတင်းအချို့တွေ့လာရပါတယ်မနေ့ကထိုင်းကိုပြန်လာပြီးရဲစေယုံ၁၄တန်းမှာတက်ရောက်နေရတာနဲ့ပတ်သက်လို့ဂျွန်း၃ရက်နေ့မှာတရားရုံးကအမိန်ချဖို့ရှိတယ်လို့ဆိုပါတယ် ဘာရင်တမားတို့တွေနဲ့ဖွဲ့ထားတဲ့စေကောင်းစီကသက်ဆိုင်ရာယောဂချင်းတွေလုံးဆိုပြီးအသက်အန္တရာယ်စိုးရင်ရတယ်ဆိုတာမဟုတ်မှန်ကြောင်းလည်းအဲ့ဒီအတွက်လင်ညာပေးခဲ့တဲ့ရဲစေုံကရဲဘုံချုပ်ဆရာဝန်တွေကိုအေးယူကတောင်းကနေရန်နာမှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းတွေလည်းတပြိုင်တည်းထွက်ပေါ်လာနေပါတယ်။အဲ့လိုလင်ခဲ့တဲ့သူ့ကိုအပြစ်ရှိမရှိတရားဝန်ကဆုံးဖြတ်ချက်ချမှာလို့ဆိုပါတယ်။နိုင်ငံပြင်ပကိုတရားဝန်ထွက်နိုင်ရေးနီလန်မျိုးစုံနဲ့၅ချိန်ခန့်အထိစူးစမ်းခဲ့ပြီးမှတရားဝန်ကခွင့်မပြုခဲ့တာကြောင့်အခုလို့ ွက်ပြေးဖို့စီစဉ်ရတာဖြစ်တယ်လို့လည်းဆိုကြပါဗျ။သူတို့ရဲ့ပြောကြားချက်တွေအရတော့ကမ္ဘောဒီးယားနေဆက်ကနေထွက်ပြေးသွားပြီလို့ဖတ်လိုဝန်ဂျိုင်ထိုင်းပါတီခေါင်းဆောင် နိုင်ဘူရဝီယုံဂျင်ဒါက TV သတင်းကနေတီးပြပြောတယ်ဆိုပြီးထွက်ပေါ်လာပါဗျ။တက်ဆင်ကကမ္ဘောဒီးယားနိုင်ငံသား passport အစ်စ်နဲ့ထွက်ပြေးသွားပြီးတော့ဒုံမောင်းလေးစိတ်မှရက်ထားတဲ့သူ့လေရင်ကလည်းမရှိတော့ဘူး။သူကထိုင်းကနေလေရင်နဲ့သွားတာမဟုတ်ဘဲနဲ့နေဆက်လမ်းကနေသွားတာဖြစ်တယ်လို့ဆိုပါတယ်။သူ့လေရင်က ဖနွန်ပင်ကနေပြီးတော့ပေါ်ချင်တုံလေးစိတ်မှာနောက်ကလိုက်သွားပြီးစောင့်နေတာဖြစ်တယ်။စိုင်းတောင်မြို့မှာရှိတဲ့ resorts မှာကြိုးရောက်ပြီးနားယူနေခဲ့တာဖြစ်တဲ့တက်ဆင်ကို နေဆက်ကနေကမ္ဘောဒီးယားစစ်တပ်ကလုံခြုံရေးယူပေးပြီးတော့ Luxax အမဲရောင်နဲ့ Funk Bomb ကိုခေါ်သွားကြောင်းအဲဒီကနေဖနွန်ပင်ကို9နာရီခန့်ကားနဲ့မောင်းသွားရကြောင်းသူလေငါဖနွန်ပင်ကနေပေါ်ချင်တုံလေရင်ခွင်းမှာစောင့်နေတာဖြစ်ပြီးတော့အဲ့မှာတညအိပ်ပြီးဟောင်ကောင်မှာသူညမပြပြဝင်းကြီးချုပ်ဟောင်ရင်လက်နဲ့တွတ်တွေ့မှာဖြစ်တယ်လို့ဆိုထားပါတယ ပြီးတော့တက်ဆင်အရင်ကကင်ခဲ့တဲ့ကမ္ဘာ့ရဲ့နိုင်ငံသား passport ကိုတရားဝင်ကတင်ထားတာကြောင့်မလို့နံပါတ်အဟောင်းနဲ့နာမည်အဟောင်းကိုအသုံးမပြုတော့ဘဲနဲ့ Tony Woodsum အမည်နဲ့ passport number အသစ်နဲ့ကမ္ဘောဒီးယားကနေဟောင်ကောင်ကိုသွားတာဖြစ်တယ်လို့ဆိုပါတယ်အကယ်လို့သာတရားရုံးရဲ့ဆုံးဖြတ်ချက်ကသူ့အတွက်အနေနဲ့မရှိရင်တော့သူထွက်တဲ့လမ်းကြောင်းကနေပဲပြန်ဝင်လာနိုင်ွယ်ရှိရဲဆိုပြီးရေးသားဖော်ပြနေကြပါတယ်အဲ့ဒီလိုကြေကြေပြန့်ပြန့်ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ Taxation Network ဟာ ထိုင်းနိုင်ငံထဲမှာပဲရှိနေသေးဖြစ်ပြီးကမ္ဘောဒီးယားကိုထွက်ပြေးသွားတယ်ဆိုတော့ကောလာဟလာတွေနဲ့စန့်ကျင်ဘက်ပါလို့ဆိုလာပါတယ်။သူကလက်ထောက်ဖြစ်တဲ့ဂျက်ဂရဘော့ပန်ကာကတက္ကစီယာနိုင်ငံသားကိုထွက်မပြေးပဲထိုင်းနိုင်ငံထဲမှာဆက်လက်နေထိုင်နေတယ်ဖြစ်တယ်လို့တိကျပြောကြားခဲ့ပါတယ်။အဲ့တော့တက္ကစီသွားတွေ့မယ်ဆိုတော့သူညီမရှင်းလိုက်အဲ့တော့တက္ကစီညီမညင်လက်ဟာ2017ရွေးကောက်ပွဲမှာအပြတ်သက်နိုင်ရခဲ့ပြီးတဲ့နောက်ဝန်ကြီးချုပ်ဖြစ်လာခဲ့တာပါ။ ရင်လက်ဟာ2014ဆက်အနာတိမ့်မှုဆိုရဖေရှားခံရမဲ့အချိန်မတိုင်ခင်ရက်အနေငယ်လို့မှယာရုကနှုတ်ထွက်ခဲ့တယ်လို့ဆိုပါတယ်။သူ့ကိုတောင်သူတွေကိုဈေးကွက်ပေါက်ဈေးနှုန်းနဲ့90ရာခိုင်နှုန်းအထိစံစဘာတွေကိုပူပေးခဲ့တဲ့ဈေးနှုန်းပူပေးခဲ့တဲ့အတွက်စံစဘာစီမံချက်အတွင်းအချင်းပြတ်ချစားမှုတွေကိုမတားဆီးနိုင်မှုနဲ့2019မှာထောင်ဒဏ်9နှစ်ချမှတ်ခဲ့ပါတယ်။ဒါမဲ့သူကပြည်ပမှာတင်းရှောင်နေခဲ့တာဖြစ်ပါတယ်။သူမရဲ့ဖွေထိုင်းပါတီကအဲ့ဒီမူဝါဒကြောင့် နိုင်ငံဘဏ္ဍာဒေါ်လာဘီလီယံများစွာဆုံးရှုံးရတယ်လို့ဆိုပါတယ်။အဲဒါကြောင့်မလို့ယင်းလက်အနေနဲ့ဗန်ဒိုင်းဝန်ကြီးဌာနကိုနှစ်နာချင်းဘတ်35ဘီလီယံပေးဆက်ဖို့အမိန့်ချထားခဲ့ပူပါတယ်။ဒါကိုယင်းလက်ကအယူခံဝင်ပြီးတဲ့နောက်တရားဝန်ကဘတ်7ဘီလီယံပေးဖို့အခုမေလ22ရက်နေ့မှာပြစ်ဒဏ်ရှော့ပေါ်ချမှတ်ခဲ့ပါတယ်။ဒါကခံမှန်းခြေအားဖြင့်တော့အမေရိကန်ဒေါ်လာတန်300ကျော်ရှိမယ်လို့ယူဆရပါတယ်။ရင်လက်တွေ့ရှင်နဝတ်မိသားစုကဘယ်အမှန်အမှန်လုံမထားဘူးလို့ညင်းဆိုထားပြီးတော့သူတို့ဟာ ရှေးရိုးဆွဲဝါဒီတွေနဲ့တော်ဝင်စစ်တပ်ကအာဏာရှိသူတွေရဲ့နိုင်ငံရေးပြစ်မှတ်တွေဖြစ်နေရတယ်ဆိုပြီးအစင်ဆိုင်ပြောကြားနေခဲ့ပါတယ်။အခုချမှတ်ခံရတဲ့ငွေတန်းနဲ့ပတ်သက်လို့လေရင်လက်ကကဲရွံစီရင်ချက်ကိုလက်မခံဘူးသူအနေနဲ့ဒဏ်ငွေဘတ်7ဘီလီယံဆိုတာတစ်သလုံးပေးရင်တော့မဖြစ်နိုင်တဲ့ပမာဏဖြစ်တယ်။တရားမျှတမှုရဖို့ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်ဆိုပြီးသူရဲ့ Instagram မှာရေးသားခဲ့တယ်လို့သိရပါတယ်။အဲ့လိုချင်းတွေကြားမှာပဲထိုင်းနိုင်ငံအတွက်အာဏာသိမ်းမှုထပ်မံဖြစ်လာနိုင်တဲ့အလားအလာတွေ ရှိနေတယ်ဆိုပြီးပြီးခဲ့တဲ့ရက်ပိုင်းကသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒါနဲ့နောက်ဆက်တွဲထပ်မံထွက်ပေါ်လာတဲ့သတင်းကထိုင်းနိုင်ငံရဲ့အနာဂတ်မှာအာဏာသိမ်းမှုဖြစ်ပွားလာနိုင်ွယ်ရှိနေတယ်ဆိုတဲ့အချက်နဲ့ပတ်သက်တဲ့ပြောဆိုချက်တွေကိုထိုင်းကောင်ဝေးဝန်ကြီးဝီချာရာချိုင်းကငင်းဆန်ခြင်းမျိုးမရှိခဲ့ဘူးလို့ဆိုလာပါတယ်။ထိုင်းကောင်ဝေးဝန်ကြီးဝီချာရာချိုင်းကသက်ဆိုင်ရာဖွဲ့စည်းရေးအားလုံးအနေနဲ့ဒီမိုကရေစီအင်စတီကျူရှင်းပိုင်းပုံမှုကောင်းမွန်ဖို့ အတိတ်သမိုင်းတွေကိုသင်ခန်းစာယူရမှာဖြစ်တယ်ထိုင်းနိုင်ငံအနေနဲ့ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးကိုတိကျနစ်နာဖို့ရှိတဲ့အရာတွေမလုံဆောင်မှုသတိထားမှာဖြစ်တယ်လို့ဒီမိုကရေစီလုပ်ငန်းတွေကိုလိုက်နာတာတိခန့်တာတွေရှိဖို့အဓိကရေးကြည့်ရဲဆိုတဲ့ပြောဆိုမှုတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။အာတလက်စာထဲမှာပဲဒီသတင်းနဲ့မပတ်သက်ပေမဲ့လို့ထိုင်းနဲ့ဆက်ဆက်နေတယ်လို့ကျွန်တော်တို့လည်းဆက်ဆက်နေတဲ့အကြောင်းအရာလေးတခုတစ်ဆက်တည်းမျှော်ယူပါမယ်။ မေလ18ရက်နေ့ကနေ24ရက်နေ့အတွင်းထိုင်းနိုင်ငံအတွင်းမှာ ကိုဗစ်ကူးစက်ခံရသူပေါင်း9,292ဦးထိရှိလာနေပြီးတော့၄ဦးသေဆုံးခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်9,133ဦးကဆေးရုံဆေးခန်းတင်စရာမလိုပေမဲ့လို့2,984ဦးကိုတော့ဆေးရုံတွေကုသပေးဖို့လိုအပ်နေတယ်လို့သိရပါတယ်2025နှစ်စကနေပြီးခဲ့တဲ့အပတ်ထိဆိုရင်ကူးစက်သူပေါင်း38,6300ရှိနေပြီးတော့သေဆုံးသူ44ဦးရှိသွားပြီဖြစ်ပါတယ် ဖြစ်အများဆုံးကတော့ဘန်ကောက်ဖြစ်ပြီးတော့တထောင်နီးပါးယောဂကုသမှုရှိပါတယ်ပြီးတော့ချွန်ဘူရီဆမတ်ပရဂန်နန်ဒတ်ဘူရီယနောင်းတီအစင်လိုက်တရှိနေကြတာဖြစ်ပါတယ်အဲ့လိုပဲထိုင်းနိုင်ငံနဲ့အဆက်ဆက်များတဲ့မြန်မာနိုင်ငံမှာလည်းမေ၁၈ရက်ည၈နာရီကနေပြီးတော့မေ၂၅ရက်ည၈နာရီအထိတပတ်အတွင်းမှာတက်ခွဲနမူနာစုစုပေါင်း2954ခုကိုစစ်ဆေးရမှာကိုဗစ်ရောဂါတက်ခွဲအတည်ပြုလူနာသစ်6ဦးတွေ့ရှိရတယ်လို့သိရပါတယ် ဒါကလူနာတစ်ပြန်လဲတွေ့ရှိခြင်းဖြစ်ပါတယ်အထင်အချိန်တော့ကြာပျောက်ကွယ်နေခဲ့ရတယ်အခုပြန်ပေါ်လာတာဖြစ်ပါတယ်ဒါလေးကိုတော့သတိပြုနိုင်ရဖို့မျှဝေတာဖြစ်ပါတယ်ဗျဒုတိယအကြောင်းအရာကတော့လက်ထက်ခံဒီအစွေးတန်ယုံဝန်ထမ်းကျူးဆုံတွေဝါရှင်တန်မှာအသက်ခံခဲ့ရမှုနဲ့နိုင်ငံကောင်းဆောင်တွေရဲ့သဘောထားရဲ့တရားစွဲခံရပြီဖြစ်တဲ့တန်တရားရှိသူရဲ့အခြေအနေတွေရပါအစ်စွေတန်ယုံဝန်ထမ်းမျိုးသမီးတူနဲ့မျိုးသားတူတို့ကဂါဇာမှာရှိတဲ့ပါလက်စတိုင်းတွေကိုကူညီဖို့ရည်ရွယ်ပြီး မေလ21ရက်ကအမေရိကန်နိုင်ငံဝါရှင်တန် DC မြို့နယ်ဂျူးပြားတိုင်းမှာပြုလုပ်မဲ့ခန်းနာပွဲတစ်ခုကိုတွားရောက်ချိန်မှာတနက်နဲ့ပြစ်တက်ခံခဲ့ရတယ်လို့သိရပါတယ်။ယာရွန်လင်ချန်စကီနဲ့ဆာရလင်မီလ်ဂရင်းတို့ဆုံတွဲကဗိုလ်သူနှင့်အမေရိကန်စံတော်ကြီးည9:00နာရီကျော်မှာပြစ်ကတ်ခံခဲ့ရတယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။တနင်္လာရှိသူကပွဲတွင်းမှာရှိနေတဲ့လူ၄ယောက်အုပ်စုတွေကိုပြစ်ကတ်ခဲ့ပြီးအဲဒီနှစ်ဦးသေဆုံးခဲ့တာလို့ဆိုပါတယ်။ ပြကမှုဖြစ်ပွားပြီးရေဘော်ကစဲဝင်တန်းတွေရောက်ရှိလာချိန်မှာသူတို့ဟာသတိလစ်နေကြပြီးတော့အသက်ရှူမြတ်ဖြစ်နေတာကိုတွေ့ရတယ်။အသက်ကယ်ဖို့ဆေးဝါးကုသမှုတွေပြုလုပ်ပေးခဲ့ပေမဲ့လည်းနောက်ဆုံးမှာတော့သူတို့နှစ်ဦးလုံးတနက်ဒဏ်ရာတွေနဲ့သေဆုံးသွားခဲ့ရတယ်လို့ရတပ်ဖွဲ့ကအတည်ပြုပါတယ်။အသက်ခံရတဲ့ Miss Meglin ကအမေရိကန်ပြည်သူတွေကြားမှာဂျူးတွေပုံမနီးခံရမှုနဲ့ကြွေးကြဆက်ဆံခံရမှုကိုအရင်ကထုတ်ဖော်ပြောဆိုခဲ့သူလည်းဖြစ်တယ်လို့သိရပါတယ်။ ကမ်ဆက်ကသူ့ရဲ့ကျောင်းမှာနာဇီစစ်ကြတဲ့တဲ့လူတွေလာရောက်ဖျက်ဆီးခံရပြီးတဲ့နောက်ဒေတာရင်း TV တခုကတွစ်ဆုံမေးမြန်းခဲ့ရမှာသူတို့ဂျူးတွေရဲ့ဖျားကျောင်းတွေအတွက်စိုးရင်တလူကျောင်းမှာလုံခြုံရေးကိုလည်းစိုးရင်ရပါတယ်အဲ့ဒီယာရီယာပြစ်မှတ်ထားစရာမဖြစ်သင့်ဘူးလို့အဲ့ဒီအချိန်ကနောက်ဆုံးနေ့ကျောင်းသူဖြစ်တက်နေတဲ့ Miss May Green ကပြောခဲ့ပါတယ်တည်ဆုံသားသူနှစ်ဦးက Sharon Lynchinski နဲ့ Sarling May Green တို့ဖြစ်ပြီးတော့ Israel တမန်ရဲ့ပြောကြားချက်အရတော့သူတို့နှစ်ဦးကချစ်သူတွေဖြစ်ပြီး မကြခင်မှာဂျေရုဆလင်ခီးစဉ်ကိုစီစဉ်ထားပြီးတော့ယာရုံကလက်စွပ်တကွင်းဝယ်ထားတယ်အဲ့ဒါဟာရှေ့ဘက်ဂျေရုဆလင်ခီးစဉ်မှာစာရကိုလက်ထပ်ခွင့်တောင်းဖို့လို့ဆိုပါတယ်အသက်30ကျော်ပြစ်ခတ်မှုကျူးလွန်သူလို့တန်တရားရှိတဲ့ချီကာဂိုကအဲလီယားစ်ရိုဒီဂုတ်ဆိုသူဟာအဲ့ဒီယောက်ကိုအနီးကပြစ်ခတ်ခဲ့ပြီးပြတ်လိုက်တွင်ဝင်ရောက်ထွက်ပြေးရမှာရဲတွေကလိုက်လံဖမ်းဆီးနိုင်ခဲ့ပါတယ်သူကိုချုပ်တဲ့ပို့ဆောင်မခံရမိအချိန်မှာပါလက်စတိုင်းကိုလွတ်လပ်ခွင့်ပေးလို့အော်ဟစ်ခဲ့တယ်လို့ ရဲကပြောပါတယ်ဖြစ်စဉ်မဖြစ်ခင်တရက်အလိုမှာတန်ရရှိသူဟာဝါရှင်တန်ကိုရောက်လာခဲ့ပြီးတိုက်ခိုက်ဖို့အတွက်ပြင်ဆင်ခဲ့ပုံရပြီးတော့မတိုက်ခိုက်ခင်အချိန်ကအရာလေးအားလုံးယုံလုံးပေါ်လာအောင်သက်ဆိုင်ရာကစုဆောင်းနေတယ်လို့ဂျက်ဆန်ကပြောပါတယ်သူကဝန်ခံထွက်ဆိုချက်အရအင်္ဂါနေ့ကချီကာဂိုကနေဝါရှင်တန် DC ကိုသူ့ရဲ့အလုံးနဲ့ဆိုင်တဲ့ညီလာခံအတွက်လေရင်နဲ့လာခဲ့တာလို့ဆိုထားပါတယ်အမေရိကန်ရိုးကြောကင်တွယ်ပြည်ပြင်းချင်းတရင်ချက်လက်အဖွဲ့ AOIA ်ဂျီဂါဂိုမှာစီမံခန့်ခွဲရေးအထူးကျွမ်းကျင်သူဖြစ်လောက်ကိုင်းသူဖြစ်တယ်လို့တန်တရားရှိသူနဲ့ဆက်ဆက်တဲ့လူမှုကွန်ရက်အကောင့်တွေကသိရပါတယ်တန်တရားရှိသူဟာရဲတပ်ဖွဲ့ရဲ့စောင့်ကြည့်စင်းနဲ့ပါတဲ့သူမဟုတ်ဘဲနဲ့အခုတိုက်ခိုက်မှုကလည်းသူတယောက်ထဲကသာကျူးလွန်ခဲ့တာလို့ရဲတပ်ဖွဲ့ကယုံကြည်ထားပါတယ်သူအုံပြုခဲ့တဲ့6မီလီမီတာပစ္စတိုဟာ2020ခုနှစ်မတ်လတုန်းကအီလီနွိုက်ကနေတရားဝင်ဝယ်ထားတာဖြစ်ပြီးအမေရိကန်ပြည်တော်စုမှာအတင်းကျပ်ဆုံးလက်နက်ဥပဒေရှိတဲ့ပြည်နယ်လည်းဖြစ်ပါတယ် သူနဲ့ဆက်ဆက်တဲ့လူမှုကွန်ရက်တည်းရဲ့ညွှန်းပြချက်တွေရတော့သူဟာပါလက်စတိုင်းထောက်ခံတဲ့ဆန္ဒပြလှုပ်ရှားမှုတွေမှာထက်ထဝင်ဝင်ပါဝင်ခဲ့သူလို့သိရပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအဲ့ဒီဖြစ်ခဲ့မှုဟာဂျူးလူမျိုးတွေပေါ်မုန်းတီးမှုကိုအခြေခံပေါ်ပေါက်လာတာဖြစ်ကြောင်းအွန်လိုင်းပေါ်မှာရေးသားခဲ့ပါတယ်။ပြီးတော့အမုန်းတရားနဲ့အဆုံးရောက်ဝါဒဟာအမေရိကန်မှာနေရာမရှိစေရဘူးလို့သူကဆက်လက်ရေးသားခဲ့ပါတယ်။ PD ဝန်ကြီးချုပ်စကီယက်စတော်မာကတော့ဝါရှင်တန် DC မြို့တော်တွေက ဂျူမုံဒီရဲ့တိုက်ခိုက်မှုကိုကန်းကုံအောင်ပြစ်တင်ပြောဆိုလိုတယ်လို့ပြောပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘက်ဂျမန်နေတန်ယာဟုကတော့ဆက်ဆုပ်ရွှေရှာဝဲကောင်းတဲ့ဂျူလူမျိုးမုံဒီတိုက်ခိုက်တပ်ဖြတ်မှုတစ်ခုလို့ဆိုပြီးကမ္ဘာတော်မှာနိုင်ငံခြားရေးဆိုင်ရာတာဝန်တွေကိုထမ်းဆောင်နေရတဲ့တန်တမန်နဲ့အစ္စရေးကိုစားပြုတာဝန်ရှိသူတွေရဲ့လုံခြုံရေးကိုတိုးမြင့်လှုပ်ဆောင်ရမယ်လို့လည်းဆိုပါတယ်။အစ္စရေးသမ္မတကတော့အမေရိကန်ရဲ့မြို့တော်ကြီးမှာဖြစ်ပျက်ခဲ့တဲ့အချင်းအရာတွေဟာစိတ်ပြက်စရာဖြစ်ပြီးတော့အမုံတရားဂျူးစန့်ကျင်ရေးလိုရကြောင်လူငယ်နှစ်ဦးသက်ဆုံးရှုံးရတယ်လို့ဖော်ပြခဲ့ပါတယ်။ အစ္စရေးနိုင်ငံရဲ့ဝန်ကြီးကတော့တနတ်သမဟာတန်ယုံဝင်တဲ့နှစ်ယောက်ကိုနီးကပ်ပစ်တက်ခဲ့တာဖြစ်ပြီးဒါဟာတုံလုံး၆ချောက်ပွဲအကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ဆိုပါတယ်။ကုလသမဂ္ဂဆိုင်ရာအစ္စရေးတမတ်ကြီးဒန်နီဒန်နုတ်ကတော့အခုပစ်ခတ်မှုဟာဂျူးစန့်ကျင်ရဲ့အကြမ်းဖက်ဝါဒရဲ့ရုပ်မာတဲ့လုပ်ရဖြစ်တယ်လို့ဝေဖန်ပါတယ်။ FBI ဝါရှင်တန်ယုံအရာရှိစတီးဗ်ဂျက်ဆန်ကလည်းအခုတပ်ဖြတ်မှုဟာဂျူးလူမျိုးတွေပေါ်တိုက်ရိုက်အကြမ်းဖက်တဲ့လုပ်ရတစ်ခုလို့ဆိုပါတယ်။ ဝါရှင်တန်မြို့တော်ဝန်ကတော့အကြမ်းဖက်မှုနဲ့မုန်းနှီးမှုကိုတိမခန့်နိုင်ဘူးလို့ပြောကြားခဲ့ပါတယ်။အဲ့ဒီတန်ရရှိသူကိုဆွဲချက်တင်ရမှာလူတက်မှုနိုင်ငံခြားအစိုးရရာရှိတွေကိုတပ်ဖြတ်မှုနဲ့လက်နက်ပစ္စည်းဆိုင်ရာဆွဲဆိုချက်တွေပါပါဝင်တယ်လို့ဆိုပါတယ်။ American ရှိနေ Geneviere ယူကတော့ဘဒူးနေညာကတိုက်ခိုက်မှုဟာမုန်းနှီးမှုကိုအခြေခံတဲ့တိုက်ခိုက်မှုဖြစ်ပြီးအခုတက်ပေါ်တဲ့တရားဆွဲဆိုမှုတွေရှိလာဖို့မျှော်လင့်ထားတယ်လို့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။တည်ရန်ချနိုင်တဲ့အမှုဖြစ်တယ်ဆိုပေမဲ့ အစိုးရရှိနေတွေကတည်တံ့ချမှတ်နိုင်အောင်လှုပ်ရှားဆောင်ရွက်မယ်မဆောင်ရွက်ဘူးကတော့ပြောဖို့စွန်းလွန်းပါသေးတယ်လို့သူကဆိုသွားပါတယ်။အဲ့တကယ်မှုပြီးအမေရိကန်နိုင်ငံဝါရှင်တန် DC မြို့တဟွန်းကစာတင်ကြောင်းနေနဲ့ဘာသာရေးစောင့်နေမှာရဲတပ်ဖွဲ့ကလုံခြုံရေးကိုတိုးမြင့်ချထားတယ်လို့သိရပါတယ်။ဒီနေ့မျှဝေမှုရဲ့နောက်ဆုံးအကြောင်းအရာကတော့မြောက်ကိုရီးယားဖြစ်သမောအစ်တီနဲ့မတော်စဖြစ်ရပေါ်ခင်မြက်တဘောရာစီးရေးလှုပ်ရှားမှုနဲ့အမေရိကန်ကဘာသတိပေးခဲ့တဲ့မြောက်ကိုရီးယားပါ မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်အန်ကနျူကလ িয়ার ပက်ထိန်စနစ်တဲ့ဒုံးတွေတက်ဆင်နိုင်မယ်ရှိတဲ့ဖြစ်သမောအသစ်တစ်စင်းကိုထုတ်ဖော်ပြသခဲ့တယ်လို့ April နောက်ဆုံးပတ်မှာ writer ကဖော်ပြခဲ့ပါတယ်။ Kim ကမြောက်ကိုရီးယားရဲ့လက်နက်တီဆောက်မှုဆက်လက်လုံဆောင်နေခြင်းဟာဒေတာတွင်းမှာရှိတဲ့ American နဲ့သူ့ရဲ့မဟာမိတ်တွေချင်းချောက်မှုကိုတုံ့ပြန်မှုဖြစ်တယ်လို့ပြောကြခဲ့ပြီးအခုဖြစ်သမောဟာမြောက်ကိုရီးယားစစ်တပ်ရဲ့စစ်စင်ရေးအတိုင်းအတာနဲ့လက်ဦးမှုရယူနိုင်တဲ့တိုက်စစ်ဆွမ်းဆောင်ရည်ကိုတိုးချဲ့လို့တဲ့ရီမန်းချက်နဲ့ပတ်သက်တဲ့အ tilde ထင်ရှားတဲ့တိုးတက်မှုလို့ဆိုသွားပါတယ် ချိုဟုံးလို့အမည်ပေးထားတဲ့အဲ့စစ်သည်မောအစ်စ်ဟာဖြစ်သည်မောအမျိုးအစားဖြစ်ပြီးတော့တနေ့ကြာကြာအချိန်ယူတိဆောက်ခဲ့တာဖြစ်တယ်လို့ KCN နေသတင်းကဖော်ပြပါဗါတယ်။အဲ့ဖြစ်သည်မောမှာအင်အားအပြင်းဆုံးလက်နက်တွေတက်ဆင့်နိုင်တယ်လို့အာဏာရလူသွားပါတီရဲ့အတွင်းရေးမှူးချိုချန်နီယောင်ကပြောပြခဲ့တယ်လို့သင်မောရဲ့ရွယ်စားရသင်မောဘုံကနေမြေပြင်ကိုပြစ်ခတ်နိုင်တဲ့ဒုံးကြီးတွေသင်မောဘုံကနေဝေဟင်ကိုပြစ်ခတ်နိုင်တဲ့ဒုံးကြီးတွေလည်းတဲဆောင်နိုင်မယ်လို့ကျွမ်းကျင်သူတွေကယူဆထားပါတယ်။ ောက်ကိုရီးယားစစ်တပ်ရဲ့ရေတပ်ခမီတိုးတက်ရေးမှာအောင်မြင်မှုတရလူခင်ကြောင်ကထုတ်ပေါ်ပြောဆိုထားပြီးလာမယ့်နှစ်စောပိုင်းမှာတက်တော်ဝင်ဖျက်ချက်သွားမယ်လို့ဆိုတဲ့ဒုတိယမြောက်ဖျက်သိမ်းမောအတွက်ကိုနိုင်ငံအရှိမြောက်ပိုင်းချောင်းချင်းသိမ်းမောချင်းမှာရေးချခြင်းခံစားပြုလုပ်ခဲ့ပါတယ်။နောက်ကိုရီးယားခေါင်းဆောင်ခင်ဂျွန်ကိုရိုင်းတက်ရောက်ကြီးစုခဲ့တဲ့အဲ့ဒီသိမ်းမောရေးချတဲ့အခမ်းအနားမှာပဲအဲ့ဒီတန်ချိန်9000လေးချိန်ရှိတဲ့စစ်သိမ်းမောဟာမတော်တဆမှုဖြစ်ခဲ့ပါတယ်။အမေရိကန်ခြေဆိုင်နိုင်ငံကမဟာဗျူဟာလေးလိုက်စင်တာ CSIS ကဖော်ပြချက်အရတော့ ဂျူရုတပ်ပုံတွေမှာအပြာရောင်တာလဘက်တွေနဲ့ဖုံးထားတဲ့တန်9000လေးချင်းရှိဖြတ်သိမ်းမောဟာတုံးလုံးလဲနေပြီးဒစိတ်တပိုင်းဟာရေထဲနစ်မြုပ်နေတာကိုတွေ့ရပါတယ်။တင်မောဥပိုင်းဟာရေချတဲ့တင်မောလမ်းကနေမခွာတဲ့အခါဟန်ချက်ပြတ်သွားပုံရတယ်လို့ခံမှန်းကြပါတယ်။တန်ချိန်9000လေးချင်းရှိတဲ့အဲ့ဒီဖြတ်သိမ်းမောရဲ့အောက်ခြေအစိပ်ပိုင်းချို့ပျက်စီးသွားခဲ့ပြီးတင်မောရိမ့်ရိုင်သွားခဲ့တယ်လို့အစိုးရသတင်းမီဒီယာတွေမှာဖော်ပြခဲ့ပါတယ်။ခင်ဂျောင်က ဂျွန်လမှာကျင်းပမဲ့အရေးပေါ်ပါတီအစည်းအဝေးမတိုင်ခင်ဒီဒီမော့ကိုပြန်ပြင်တည်ဆောက်ဖို့အမိန့်ပေးခဲ့ပြီးတော့ဒီမော့ဒီဇိုင်းဆွဲတဲ့အထက်မှာပါတဲ့သူတွေကဒီဖြစ်ရတဲ့တာဝန်ယူရမယ်လို့ပြောခဲ့ပြီးဒီဖြစ်ရကြောင့်နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာကိုကြီးကြပ်ထိခိုက်သွားစေတဲ့ဒီမတော်တဆမှုဟာရာဇဝမှုမြောက်တဲ့တိကံခွင့်လွန်မှာမဟုတ်ဘူးလို့ပြောသွားပါတယ်ဒီမတော်တဆမှုဟာနမောနမဲ့နိုင်မှုတာဝန်ပြက်ကွက်မှုအတွေ့အကြုံစဉ်ညုံတရားနေပါမှုတွေကြောင့်ဖြစ်ရတာလို့လည်းပြစ်တင်တာပါတယ်အဲ့မတော်စားဖြစ်ခြင်းကိုစုံစမ်းစစ်ဆေးမှုတွေအချိန်မြင့်လှုပ်ဆောင်နေချိန်မှာပဲ တရားဥပဒေစိုးမိုးရေးအာဏာပိုင်တွေကတမောချင်းအင်ဂျင်နီယာဂျုံနဲ့အခြားသူတွေကိုဖမ်းဆီးခဲ့တယ်လို့နိုင်ငံပိုင် KCNA သတင်းအေဂျင်စီကမေလ25ရက်နေ့မှာထုတ်ပြန်ပါတယ်။အာဏာအလုပ်သမားပါတီရဲ့တင်းတွေနေထုတ်ရိုဒွန်ချင်းမွန်သတင်းစာကလည်းနိုင်ငံရှိမြောက်ပိုင်းမှာရှိတဲ့တမောချင်းတစ်ခုမှာဗုဒ္ဓဦးနှစ်ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်အတွက်တမောချင်းအင်ဂျင်နီယာဂျုံအပါအဝင်၃ဦးမှာတာဝန်ရှိတယ်လို့ဆိုပါတယ်။သတင်းတွေအရဖမ်းဆီးခံရတဲ့သူတွေဟာအင်ဂျင်နီယာဂျုံကန်ချုံဂျူတိစာရေးအကြီးအကဲ ဟန်ကီယောင်ဟတ်နဲ့လက်ထောက်မန်နေဂျာကင်နီယောင်ဟတ်တို့ဖြစ်တယ်လို့သိရပါတယ်။စိတ်ကဲမန်နေဂျာတူဦးကိုလည်းစုံစမ်းရေးအဖွဲ့ကစင့်ခေါ်စစ်ဆေးနေတယ်လို့ဆိုပါတယ်။အဲ့ဒီတော့ဟာချုံဝန်းဖြတ်တမောနဲ့တူပြီးတော့ဒုံးကြီးတွေတက်ဆင်နိုင်ပြီးရုရှားရဲ့အကူအညီနဲ့တိဆောက်ထားတာဆိုတော့ခံမှန်းသုံးသက်ချက်တွေလည်းရှိနေပါတယ်။ဒီလဆောပိုင်းတော့ကလည်းကင်ကတင်ကားထုတ်လုပ်တဲ့စေယုံကိုတွားရောက်ကြည့်ရှုခဲ့ပြီးတော့ကိုရီးယားပုံစံတင်ကားရဲ့နည်းပညာတိုးတက်မှုကိုအမှုန့်တင်ပြောကြားခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတ စစ်တပ်ကိုဒုတိယဂျင်မြောက်ကြီးကတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးအစီအစဉ်အကောင့်တဲဖော်ရမှာနီးပညာမြင့်တင်ကားနဲ့ကြီးကကထုတ်လုပ်မှုဟာအဓိကကျတယ်ဆိုပြီးပြောသွားခဲ့ပါတယ်။ပြီးခဲ့တဲ့ April လကုန်ပိုင်းတုန်းကလည်းနျူကလ িয়ার ဆန်တပ်ဖို့ပြင်ဆင်နေကြောင်းဖြစ်နိုင်ခြေရှိတဲ့ဂျူရူသတင်းတပ်ပုံတွေထွက်ပေါ်လာပြီးတဲ့နောက်ရန်သူကိုချိန်မုံမုံနီလန်ပေါင်းစုံနဲ့အင်အားမြင့်တင်သွားဖို့မြောက်ကိုရီးယားစစ်တပ်ကိုခေါင်းဆောင်ကင်ဂျွန်အန်ကတိုက်တွန်းခဲ့ပါတယ်။တက်တီချောင်းချင်းနှစ်90ပြည့်အထိမ်းအမှတ်ဖြစ် April 25မှာအဲ့နိုင်ငံအတွင်းစေအေးပြချီတဲ့ဘက်အကြီးကျယ်ပြုလုပ်ခဲ့ရမှာ ခုလိုတိုက်တွန်းခဲ့တာဖြစ်ပါတယ်။အဲဒီဧပြီ25ဆေးပြအခမ်းအနားမှာနိုင်ငံအကြီးဆုံးတိုက်ချင်းပစ်ဒုံးကြီး ICBM ခွာဆောင်70နဲ့အတူမကြသေးခင်ကဆန်တက်ခဲ့တဲ့အတန်ထက်မြန်းတဲ့ဒုံးတွေပါဝင်နောက်ဆုံးထုတ်လုပ်ထားတဲ့ဒုံးကြီးအများပြခင်းချင်းပြသခဲ့ပါတယ်။မြောက်ကိုရီးယားကစစ်ပွဲကိုဆန့်ကျင်နေအဲဒီလက်နက်တရားကုန်ကိုခုခံကာကွယ်ဖို့သာဖြစ်တယ်လို့ပြောကြားချက်တွေရှိခဲ့ပြီးမယ်လို့ဧပြီ25ဆေးပြအခမ်းအနားမှာတော့သူတို့ရဲ့နျူကလ িয়ার တပ်ဖွဲ့ရဲ့တောင်ဟာစစ်ပွဲအဟန့်တားတွေကိုကျော်လွန်ပြီးနိုင်ငံအကျိုးစီးပွားကာကွယ်ခြင်းလဲ ပါဝင်တယ်ဆိုပြီးတော့ကင်ကမြောက်ကိုရီးယားစစ်တပ်ကိုမှာကြားခဲ့တာကိုလည်းတွေ့ရပါတယ်။မေလ25ရက်နေ့မှာပဲမြောက်ကိုရီးယားကောက်ွယ်ဝန်ကြီးဌာနဘူဝါဒရေးရုံအကြီးအကဲကအမေရိကန်နိုင်ငံအနေနဲ့သူ့နိုင်ငံလုံခြုံရေးအတွက်အာမခံချက်ဟာအခြားနိုင်ငံတွေပေါ်စစ်ရေးရချင်းချောက်မှုလှုပ်ဆောင်နေခြင်းကိုစွန့်လွတ်လိုခြင်းရှိမရှိဆိုတဲ့အခြေအနေပေါ်မူတည်တယ်ဆိုပြီးထုတ်ပြန်ခဲ့ပါတယ်။အမေရိကန်အနေနဲ့အခြားနိုင်ငံတွေအပေါ်ကိုစစ်ရေးချင်းချောက်မှုမလုပ်ဖို့လည်းတိုက်တွန်းပါတယ်။အဲ့ဒီဘူဝါဒရေးရုံအကြီးအကဲပြောကြားချက်မှာအမေရိကန်စစ်ဘက်က မကြသေးခင်ကတိုက်ချင်းပြစ်ဒုံးကြီးကိုစမ်းသပ်ပစ်ခတ်ချိန်မှာသူတို့ရဲ့လှုပ်ဆောင်ချက်ဟာကာကွယ်ရေးအရလှုပ်ဆောင်ခြင်းဖြစ်တယ်လို့ဆိုပြီးမြောက်ကိုရီးယားကအလားတူလှုပ်ဆောင်ချိန်မှာတော့ဒီလှုပ်ဆောင်ချက်ဟာအန္တရာယ်ဖြစ်စေတယ်လို့ဆိုလာခြင်းကယုတ်တိမရှိတဲ့ယုတ်တိမရှိတဲ့အတွေးခေါ်ဖြစ်တယ်လို့ထည့်သွင်းပြောကြားခဲ့ကြောင်းတွေ့ရပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့သတင်းများမျှဝေခြင်းကတော့ဒီများပဲဖြစ်ပါတယ်ဗျ။အခုလိုနားဆင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။